မလင်းဘေးတင်ဒေတာများတို့တွားရောက်လူတန်းဖို့အတွက်မနက်စိုးစိုးထားပြီးချက်ပြုတ်ပြင်ဆင်နေကြတာပါကျက်သွန်နေရအချိန်တရာကြော်လောက်ခွာရတာဆိုတော့ဗောနော်တနေရဲနဲ့မပြီးလောက်ဘူးထင်တာဗောနော်တဖြည်းဖြည်းနဲ့လှူအားပေးပေးလည်းရောက်လာပြီးကူညီပေးတော့အဲညနေလောက်ဆိုပြီးွားရယ်ဗောနော် ာကတော့လောအားဒါနာပါဝင်ကူညီတဲ့သူတွေပဲဖြစ်ပါရဲ့ရှင်။ချစ်ဖို့ကောင်းတဲ့ကလေးလေးတွေကလည်းလာရောက်ကူညီကြပါရဲ့။ဒီဘေးကငချောက်တွေကိုပြုတ်နေတာပါ။ငချောက်ရဲ့အငံတက်လေးရော့သွားအောင်ငပြုတ်လေးထိပြုတ်လိုက်ပါရဲ့။ ရုပ်ပီးသားငချောင်လေးတွေကိုထူထောင်းပြီးတော့ငချောင်ထောင်းလို့ပို့ပြင်ဆင်ပါမယ်။ကျက်သွုံလင်းလုံသွားတဲ့အထိစီကျက်ချက်ပေးပါမယ်။ကျက်သွုံစီကျက်ကဟင်းနှမျိုးလုံးမှာအသုံးပြုတဲ့အတွက်သူ့ကိုအရင်ဆုံးချက်ပေးရပါတယ်။ ဒါကတော့ငံပြိုင်ကျဲလေးချက်နေတာပါ။အိုးကြီးရေဆိုတော့အောက်ကသွားမှဆိုလို့မှွေပေးမိရပါတယ်။ငံပြားရဲ့ချက်ကိုစက်တဲ့ရတာထက်ချိုတဲ့ရတာဦးစားပေးပြီးချက်ထားတဲ့အတွက်ကျက်သွန်စီချက်ကိုမြင်များလေးသုံးပြလိုက်ပါတယ်။ငံပြားရဲ့ချက်လေးလည်းရပြီဆိုတော့ပို့ပြီးစားကောင်းသွားအောင်ကျက်သွန်ပြူစီချက်လေးလည်းအပေါ်ကအုပ်ပြလိုက်ပါတယ်။မနေ့၈နာရီထိုးရနေ့စပြီးချက်ပြုတ်ပြင်ဆင်လာတာပေါ့နော်။အခုဆိုည၈နာရီထိုးရပါပြီ။ ငချောက်ထောင်းအတွက်ငချောက်ကိုအရင်ဆုံးစကြောပါမယ်။ဒါကတော့ငချောက်ကြော်ပြီးသွားတော့အပေါ်ကနေစီချက်လေးနဲ့လုံပစ်လိုက်ပါရဲ။ငချောက်လေးလည်းချက်ပြုတ်ပြင်ဆင်ပြီးပြီပေါ့နော်။ည7နာရီလောက်မှပေါ့နော်ညီမတို့ချက်ပြုတ်ပြင်ဆင်ပြီးသွားပါရဲ။အဲအဲ့ချိန်ကနေစပြီးတော့ညီမတို့3နာရီမနက်3နာရီပေါ့နော်။အဲ့ချိန်မှစပြီးခရီးထွက်တယ်။မန္တလေးတိုင်းဒေသကြီးကိုတော့ညနေ6နာရီမှညီမတို့စတင်ရောက်ရှိသွားရဲပေါ့နော်။ ဒါကတော့ညီမတို့မန္တလေးရောက်တာနဲ့ပေါ့နော်အစအစအေရတဲခုကအစကူညီပေးတဲ့မိသားစုတွေပါသူနဲ့ညစာအရင်အတူစားပြပါတယ်အခုကတော့ည7နာရီလောက်ပေါ့နော်ထားပြီးတော့ထမင်းချက်ပြုတ်ဖို့အတွက်ပြင်ဆင်ပါတယ်မင်းလေးကဦးလေးကြီးပြင်ဆင်ပေးရပါတော့ထမင်းပေါင်းနဲ့ပဲညီမတို့ထမင်းစားချက်ဖြစ်ပါတယ် ခုတော့ထမင်းနဲ့ချက်ပြုတ်ပြင်ဆင်ပေးပါပြီ။ငံပြားရည်ချက်နဲ့ငချောက်ထောင်းဝင်ညီမတို့ပြင်ဆင်လာရေပေါ့နော်ခရီးရှည်ကြီးထွားရတာဆိုတော့အထားခံအောင်ပေါ့နော်ညီမတို့ဒီဟင်းလေးချက်ဖြစ်ပါတယ်။ကဲအခုကတော့ဗောနော်ညီမတို့အလူလာလူတာဗောနော်ဂလင်ပေးတင်ပြည်သူတွေရောညီမတို့ရဲ့တနိုင်တစ်ပိုင်းဗောနော်အလူလေးလာလောက်တာပါရှင် ီအတော်ကတော့ရွာမှာချက်ပြုတ်ပြင်ဆင်နေရပါတော့ကုညီပေးနေရပါအခုလည်းဒီသေးလိုက်လာပြီကုညီပေးဖြစ်ပါတယ်အနောက်မှာထိုင်နေရဲ့ဦးလေးကြီးကတော့ညီမတို့တဲခုဖို့ပေါ့နော်အဆက်ဆက်ရာကုညီပေးရဲ့ဦးလေးကြီးပါဒီရိတ်ထုတ်ထဲမှာပေါ့နော်ရေတံဘူးရေငချောက်ထောင်းရေငံပြာရေချက်ရေကျုပ်ပြုတ်ပြီးသားရေပြီးတော့ထမင်းတပူရေပါပါရှင် အားလုံးတက်ညီလက်ညီနဲ့ထမင်းတုပ်လေးတွေထဖို့ပြင်ဆင်နေကြပါဘောနော်အားလုံးပြင်ဆင်ပြီးပြီဆိုတော့ပစ္စည်းတွေကားပေါ်တင်ပြီးသွားလုပ်ပါမယ်။နှစ်တရာလောက်ရှိပြီဖြစ်တဲ့သခိုင်းတရာဟောင်းနဲ့ငလင်ဘေးမှာအခုလိုပဲပြည့်စည်သွားပါတယ်။အရင်ဆုံးကိုရင်လေးတွေနဲ့တီလာရှင်လေးတို့ဆုံကပ်ဖြစ်ပါတယ်။ ောင်းထဲမှာသူသားကြောင်မြင်မှုပဲလို့ဒီကောင်းပါလို့သူတို့ချက်တာသူတို့ချက်တာအော်ကျေးဇူးပါဘာလဲမြင်မှုလေအလူလာလူတဲ့လူချင်းချင်းတွေ့ရပါတော့ကိုလည်းပိုက်စားတယ်သူလည်းပိုက်စားတယ်အဲ့ဒါဆိုကိုယ့်ရဲ့ထမင်းတော့လေးတွေသူတို့မျှဝေပေးရဲ့အဲဒီမှာအခုတော့ဟိုမှာအလုံးလုံးနေတဲ့ဦးလေးကြီးတွေပေါ့နော်အရင်သွားတော့လူလာဦးမယ်ဦးလေးနဲ့စားကြပါအောင်ပြောတယ် ကျွန်တော်တို့အခုရောက်ရှိလာတာပေါ့နော်ကြောက်တာရွာလေးပါဒီရွာလေးမှာလဲပေါ့နော်အစာအုပ်တွေထိခိုက်ပျက်စီးမှုတွေတွေ့ရပါတယ်ဟုတ်ကဲ့နော်လိုက်တယ်ပြီးရတယ် ိုင်းပေါ်မှာချက်တင်တာအဒီကလည်းချက်တာဒီမှာလည်းကလည်းလုတ်ကူတယ်စားပြတယ်မင်္ဂလာပါအမတရားလေးလိုက်ချင်တယ်အမတရားလေးလိုက်ချင်တယ်ဟဲ့ကြွားတယ်ပြန်ကြွားရင်လည်းပြန်ကြွားတယ်ပြန်ကြွားတယ်အခုတွေးတဲ့အန်ဒီရီကလည်းဒီရွာလေးမှာအလူလာလုတ်ကြရပါ